မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မင်းအောင်လိုက်နဲ့စစ်ကောင်းဆောင်တွေအမှုတွေ ICC တရားရုံးနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေး IMM ကြီးကဲကကြေညာလိုက်ပါတယ်ဆရာနာရှင်တွေခွဲခြားအုပ်ချုပ်ခဲ့တဲ့ကချင်အထူးဒေသတစ်ကို KIO ကဖျက်ဆီးလိုက်ပြီးဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းရန်ဖိတ်ခေါ်တဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကိုဖမ်းရန်ထုတ်ဖို့ ICC ရှင်းနေချုပ်ကရှောက်ထားလိုက်တာနဲ့ပတ်သက်ပြီးကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်နေရာ IRMN က ICC တရားရုံးနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ IRMN အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ် ICC ရဲ့တရားလိုရှင်းနေကစုံစမ်းစစ်ဆေးရမှာအထောက်အထားတွေနဲ့စစ်စစ်သုံးသပ်ချက်တွေတပ်တွေရဲ့ထွက်ဆိုချက်တွေကိုတရားလိုရှင်းနေရဲ့ ရုံးထံကိုမျှဝေပေးတာမျိုးနဲ့ IMN ကနိကက်စွာပူပေါင်းဆောင်ရွက်နေတယ်လို့လည်းဆိုပါရယ်။လိမ်မိုင်းဆရာအကြံဖတ်မှုခလေးတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကြုံတွေ့ခံစားရသူများစွာကိုတွေ့ဆုံမြင်မြင်ရမှာလဲ။ IMN နဲ့ ICC တို့အတူတူကပူပေါင်းဆောင်ရွက်ခဲ့တယ်လို့ IMN အကြီးအကဲနီကိုလတ်ခွန်ကျန်ကပြောပါရယ်။ဒါ့အပြင် IMN ရဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့တွေ့ဆုံကအချက်လက်တွေမျှဝေပေးပြီးသူတို့ရဲ့အချက်လက်တွေကို ICC တန်းတဆင့်မျှဝေခွင့်ပြုပေးတယ် ဲ့ရှင်တန်ကျင့်ရသူရိုဟင်ဂျာတွေနဲ့အခြားတပ်တွေတွေကို IMN ကအမှတ်ရအကုန်ပြုတ်တလို့အဆုံးတိုင်တရားမျှတမှုရရှိရေးအတွက်သူတို့ရဲ့အတွေ့အကြုံတွေကအခက်အခဲအကြဆုံးဖြစ်တယ်လို့လည်းနီကိုလတ်စ်ခွန်ကျန်ကပြောပါတယ်ရှင်။ ဒီတစ်ခါမှာတော့နိုင်ငံကဘက်ကသတင်းတပုတ်ကိုကြည့်အောင်ပါနိုင်ငံကရာဇဝတ်ခုံရုံး ICC မှာအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့လေအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟူးနဲ့ကာကွယ်ရေးဝန်ကြီးဟောင်းရိုအက်စ်ဂဲလန်တို့ကိုဖမ်းဆီးဖို့ဖမ်းမိတ်ဝရန်ထုတ်ထားတာကိုအစ္စရေးကအယူခံဝင်မှာဖြစ်တယ်လို့အစ္စရေးဝန်ကြီးချုပ်ယုံကသတင်းထုတ်ပြန်လိုက်ပါတယ်နိုဝင်ဘာလ22ရက်နေ့မှာ ICC ခုံရုံးကဂါဇာကမ်းမြောင်ဒေသမှာစစ်ရာဇဝတ်မှုလူသားမျိုးနွယ်အပေါ်ရာဇဝတ်မှုတွေကျူးလွန်မှုတွေအတွက် စ္စရေးဝန်ကြီးချုပ်ကာကွယ်ဝန်ကြီးဟောင်းနဲ့ဟားမတ်စ်ခေါင်းဆောင်တို့ကိုဖရန်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။အရင်က ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့်အစ္စရေးက ICC တရားရုံးရဲ့တရားစီရင်ပိုင်ခွင့်ကိုညှင်းပယ်ခဲ့ပြီးဂါဇာမှာဆစ်ရာဇဝဲမှုတွေကျူးလွန်နေဆိုတဲ့စွဲချက်အပေါ်ညှင်းဆို့ခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရက်ပိုင်းကအစ္စရေးဟာ ICC တရားရုံးမှာအယူခံလွှာတင်ပြမယ်လို့ကြေညာခဲ့ပြီးအစ္စရေးဝန်ကြီးချုပ်နဲ့ကာကွယ်ဝန်ကြီးဟောင်းပေါ်ဖန်စီဘုတ်ဖန်မိတ်ဝရန်အကောင့်ထဲ ဖော်မှုကိုဆိုင်းငံ့ထားဖို့အတွက်အယူခံဝင်မှဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့မြန်မာပြည်တွင်းရသတင်းတွေထဲကကချင်ပြည်နယ်ရသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ကချင်ပြည်နယ်မှာစစ်အာဏာရှင်အစိုးရအဆက်ဆက်ခွဲခြားအုပ်ချုပ်ခဲ့တယ်။ကချင်အထူးဒေသတစ်ဆိုတဲ့သတ်မှတ်ချက်ကို KIO ကဖျက်သိမ်းလိုက်ပြီးဗက်ဆော်ဖွံ့ဖြိုးတိုးတက်ရေးအတူတကွတိဆောက်ကဌာနေပြည်သူတွေနဲ့ရင်းနှီးမြှုပ်နှံသူတွေကိုဖိတ်ခေါ်တယ်လို့ KIO ကထုတ်ပြန်လိုက်ပါရစေ။အရင်စစ်အာဏာရှင်အစိုးရတွေက သူတို့အာနာခိုင်မြဲစေဖို့အတွက်ကချင်အထူးဒေသတစ်ဆိုပြီးခွဲခြားတတ်မှတ်အုပ်ချုပ်ခဲ့တာကြောင့်ကချင်လူမျိုးတွေရဲ့စီးလုံးညံ့ညွတ်မှုကိုထိခိုက်စေခဲ့လို့လဲဆိုပါရယ်ကချင်လူမျိုးတွေဒါမကကချင်ဒေသအတွင်းကတိုင်းရင်းသားပြည်သူတွေစဝန်းခွဲမှုမရှိဘဲအတူတကွဒန်းတို့နေထိုင်ရေးအတွက်ကချင်အထူးဒေသတစ်လို့ခွဲခြားတတ်မှတ်ထားတဲ့နယ်မြေတွေကိုတပေါင်းတစ်စီးတည်းဖြစ်အောင်အရယူပေးခဲ့တာဖြစ်တယ်လို့လဲ KIU ကပြောပါရယ်အဲဒါကြောင့်အခုကစပြီးကချင်အထူးဒေသတစ်ဆိုတဲ့တတ်မှတ်ချက်မရှိတော့ သလိုပြည်သူလူထုရဲ့စီးပွားရေးလူမှုရေးတွေဆုံးရှုံးထိခိုက်မှုဖြစ်စေပဲလူသားချင်းစာနာထောက်ထားမှုအခြေခံမူဝါဒနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်အစွမ်းကုန်ပြန်လည်စ조사တိဆောက်သွားမယ်လို့လည်း KAIO ကပြောပါရတယ်။အရင်ကချင်အထူးဒေသတည်အုပ်ချုပ်မှုအောက်မှာရှိနေတယ်။ဌာနပြည်သူတွေရင်းနှီးမြှုပ်နှံသူတွေအလုံးစိုးရိမ်စေမထားရှိပဲ KAIO နဲ့ပူးပေါင်းကဘက်စော်ဖွံ့ဖြိုးတိုးတက်ရေးကိုအတူတကွတိဆောက်သွားကြဖို့ဖိတ်ခေါ်တယ်လို့လည်းထုတ်ပြန်ထားပါရရှင်။ မကွေးတန်တဲ့တပုတ်ကိုတက်ဆက်ပေးကြပါရစေ။မကွေးတန်ငဖဲမြို့နယ်အမ်ပဒန်လမ်းပိုင်းမှာတမိုင်ကုန်းစခန်းကနေဆုတ်ခွာလာတဲ့ဗိုလ်မှူးဇော်ထက်နောင်ဦးစီးတဲ့အကြက်ဖက်စစ်ကြောင်းကိုတက်ခတ်ရမှာစစ်သား2ဦးဟာတည်သွားပြီး14ဦးကိုအရှင်ဖမ်းမိကလက်နက်နှစ်လက်ကိုတင်းဆဲရရှိခဲ့တယ်လို့ကျောင်းသားလယုံတက်တော်ကတာဝန်ရှိသူတို့ကပြပြပါရစေ။ပြီးခဲ့တဲ့နိုဝင်ဘာလ23ရက်နေ့ကအနောက်ပိုင်းစစ်တနာကျုံအမ်ကိုကဲမှုလက်အောက်ကတမိုင်ကုန်းစခန်းကနေဆုတ်ခွာလာတဲ့ဗိုလ်မှူးဇော်ထက်နောင်ဦးစီးတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကို ចောင်းသားលយងតတ်တော်နဲ့មហាមេពូបောင်းសិចောင်းកអំបដានលမ်းបိုင်းតនីយាមកសောင့်ជូតែកខែខេរាលេဖြစ်ប៉ារេអីតែកខែមុទွဲមកអចាប់បែសិកកោស៊ីតតា2ឧហាទេទွားរាဖြစ်ពីសិទ្ធុងបាន14ឧគផាន់ស៊ីយ៉ាមីខេទលូលက်លងងែ2លက်ណែខៀនរីគូលេតេសេយ៉ាស៊ីខេលូទិឈីយ៉ាប៉ារេអីលូផាន់ស៊ីយ៉ាមីដែរសិទ្ធុងបានរីគូលោអាត់ដែរសេវាគុតមុរីសောင့်ឯពេនីពីសិទ្ធុងបានមូវ៉ារ៉ាណែអញីថេនថេនសောက်ៗថាយលូលេសូប៉ារេដាអៀបតៃបွဲទွဲមកតက်ပြက်កាតកွဲ ပြားထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းတော်လန်တပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရေးဆက်လက်လှုပ်ဆောင်တယ်လို့သိရပါဗါးအဲ့ဒီတက်ခတ်မှုကိုចောင်းသားလက်ယုံတက်တော် SAF နဲ့အတူအရှိုချင်းကာကွယ်ရေးတပ်ဖွဲ့ ACDF မင်းမုခင်အမှတ်နှစ်တရင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင် ဒီတစ်ခါမှာတော့မကွေတိုင်းထီးလင်းမြို့ရွှေထီးခမ်းမကနေထွက်လာတဲ့အကြမ်းဖက်စစ်တပ်ကဗိုလ်ရဲမှန်ဦးဆောင်တဲ့အင်အား80ပါစစ်ကြောင်းကိုတော်လန်တပ်ဖွဲ့တွေကစောက်ကြိုတက်ခတ်ရမှာအရာရှိတအူးပါဝင်9ဦးဟာသေသွားပြီးတအူးကိုအရှင်ဖမ်းမိခဲ့လို့ရော့အလင်းတန်းကကိုမင်းဒသနဲ့ထီးလင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်မီဒီယာကိုပြောပြပါရတယ်။မနေ့ကမနေ့အစောပိုင်းတနင်္လာလောက်က ထီလင်းမြို့အရှိဘက်ကထီလင်းချင်းပခောက်ကူလမ်းပိုင်းအရှိဘက်ကိုရောက်ရှိနေချိန်မှာစောင့်ကြိုတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာတော်လန်ရဲ့အဖွဲ့တွေနာမည်ပြောင် ပေးထားတဲ့စစ်တပ်ဘက်ကအရာရှိဘုံညာဝတ်ပါဝင်၅ဦးဟာတေသွားသလိုအထိနာသွားတာကြောင့်အနောက်မြောက်တိုင်းစစ်တနာကျောက်ကနေတက်လာတဲ့ MI 35ရဟရင်တစ်စီးနဲ့ပြစ်ကူပေးတိုက်ခိုက်ပြီးတဲ့နောက်မှာပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့လည်းရော်လင်တန်အဖွဲ့ကကိုမင်းတက်တာကပြောပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ရှမ်းပြည်နယ်ထိုင်းမြန်မာနယ်စပ်တာချီလက်နယ်စပ်ဂိတ်ပေါက်ကတဆင့်ထိုင်းဘက်ကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်ဖို့ကြိုးစားသူအချို့ကပြန်လွတ်ခံရရတယ်လို့ပြန်လည်လွတ်ခံရတဲ့လူငယ်အမျိုးသားအုပ်ကရန်ကုန်ခေတ်တက်ကိုပြောပါရတယ် ရန်ကုန်လေစိတ်မှာအကြက်ဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်နဲ့ပြပသွားမဲ့သူတွေကိုအထူးတင်းကျပ်စစ်စစ်ပြီးပြပထွက်ခွင့်မပြုတာများပြားနေတာကြောင့်ထိုင်းမြန်မာနယ်စပ်တာချီလေးနယ်စပ်ဂိတ်ကတဆင်ထိုင်းနိုင်ငံဘက်ကိုအလဲပတ်ဗီဇာနဲ့ဝင်ရောက်ဖို့တွားရောက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတာချီလေးနယ်စပ်ဂိတ်ကိုဖျက်ကျော်ဖို့ရောက်ရှိနေချိန်မှာမြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိအချို့ကဖျက်တမ်းခွင့်မပေးဘဲပြန်ခိုင်းခဲ့တာဖြစ်တယ်လို့လည်းပြန်လွတ်ခံရတဲ့ရန်ကုန်သားလူငယ်တအူးကပြပြပါတယ်။ဒေသတရင်းမြေအချို့က လည်းတာချီလိတ်နေဆက်ဂိတ်မှာထိုင်းဘက်ကိုသွားရောက်မဲ့သူတွေကိုအထူးစစ်စစ်နေပြီးရှမ်းပြည်နယ်မှတ်ပုံတင်ကန်ဆောင်ထားတဲ့ပြည်သူတွေကိုသာထိုင်းဘက်ကိုကူးခွင့်ပေးပြီးအဝေးကနေလာတဲ့အခြားပြည်နယ်နဲ့အတိုင်းမှတ်ပုံတင်တွေကိုတော့ထိုင်းဘက်ကိုကူးခွင့်မပေးဘဲပိတ်ပင်မှုတွေရှိနေရလို့လည်းသိရှိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။